အားလုံးပဲမင်္ဂလာပါအားလုံးကိုကျွန်တော်ပြောပြသွားမယ့်အကြောင်းအရာကတော့ဒါဒါအီဂျစ်နိုင်ငံမှာ တွေ့ရှိခဲ့တဲ့ဒီရွှေမျက်နှာဖုံးပိုင်ရှင်အကြောင်းကိုပြောချင်ပါတယ်တူတန်မေကတော့တူတန်ခေါမွန်ပါအာတူတန်ခေါမွန်ကတကယ်တော့အီဂျစ်သမိုင်းမှတ်တမ်းမှာအဖျောက်ခံထားရတဲ့ဒါဘရင်တပါအားပါဒါအီဂျစ်ရဲ့မင်းဆက်သမိုင်းကျမ်းထဲမှာဒါမပါပါဘူးအဲသမိုင်းဖျောက်ခံရတာကောင်းလားဆိုတော့အခုခေတ်အနေနဲ့ကြည့်ရင်ဒါကောင်းတယ်လို့ဆိုရမှာပါဘာလို့လဲဆိုတော့အီဂျစ်သမိုင်းထဲမှာပါတဲ့ ဒါဘယင်တွေရဲ့အုပ်စုတွေကတမိုးကြီးပစ္စည်းတုံးဆောင်တွေဘာမှမကြံပါဘူးဒီတကိုးတွေကဂူဖောက်ပြီးတော့တမိုးကြီးပစ္စည်းတွေအားလုံးစီဆောင်သွားကြလို့ပါဒါအရင်ကတွေ့ရှိခဲ့တဲ့ဒါအုပ်စုတွေမှာဆိုရင်ဒါတမိုးကြီးပစ္စည်းတွေတခုကမတွေ့ရဘူးသူတို့အလောင်းထည့်ထားတယ်ဆိုတော့ဒါအုပ်စုတွေလောက်တာတွေ့ရှိရတာပါထူတန်ခါမွန်ရဲ့ဒါအုပ်ကူကတော့အဲ့ဒီခေတ်အခါကသုံးခဲ့တဲ့ဒါပစ္စည်းတွေကိုလက်ရမှာပြည့်အများကြီးတွေ့ရှိကြရတယ်ကျွန်တော်တို့ အဲ့ဒီခေတ်ခါကတုံးခဲ့တဲ့ပစ္စည်းတွေကိုတွေ့ရှိရအရန်ဘောအန်အောင်ခဲ့ရပါတယ်။ဒီအဲ့ဒီအုပ်ကိုကဒါခြာပွေတွေ့ရှိခဲ့တဲ့သူကလည်းပြည်တိန်နိုင်ငံသားဒါကောဝက်ကာတာပါ။အာကောဝက်တာကာတာက ချမ်းသာတဲ့မိသားစုကဒါမွေးဖွားလာတာမဟုတ်ဘူး။ဒါသူကဘယ်ကနေဆင်းတက်လာရလဲဆိုတော့ဒါတမန်မိသားစုကနေဆင်းတက်လာပြီးတော့တွေ့မိပါတယ်ကဒါလက်မှုအနုပညာမျိုးရိုးဖြစ်ပါတယ်။ကောဝက်ကာတာကဒါပကြီးကိုကောင်းကောင်းဒါဆွဲရပါတယ်။ အာအေဂျီတမိုင်းပုဒ်နာလုပ်ငန်းတွေမှာလည်းဒါတို့အတက်၁၄နှစ်မှာဒါပုံတွေ့ပကြီးရေးဆွဲဒါအေဂျင့်နိုင်ငံကိုရောက်သွားတာပါဒါပေမဲ့ဒါခီးတွားပြင်တဲ့နိုင်ငံသားတွေနဲ့ဒါပြဿနာဖြစ်ပြီးပြီးတဲ့ကိုပြန်ရောက်ခဲ့ရပါနောက်မှာဒါပြီးတဲ့ကချမ်းသာတဲ့မိသားစုတစုကနေစပွန်ဆာနဲ့ဒါအုပ်ကူ24ဆော့ဖ်ဝဲလုပ်ငန်းတွေနဲ့ဒါအေဂျီကိုပြန်ရောက်ခဲ့ရတာအဲတမိုင်းမတန်းလိုက်အုပ်ကူတွေကိုတော်တော်များများမှာဒါအဲ့ဒီခေတ်ကကရှာဖွေတွေ့ရှိခဲ့ပြီးပါတယ်အာရှာဖွေ ရေးလုပ်ငန်းတွေရတဲ့ဒါတအားပတ်စံအကုန်ကြအများပါတယ်ဒါ1921ခုနှစ်ဒါကော့ဝက်ကတာတော့21မှာကော့ဝက်ကတာတော့အဖွဲ့ကဒါ9နှစ်ကြာလောက်သူ့ဖို့ပြရတောင်းတာပါအုတ်ကူမှချာမတွေ့ခဲ့ရပါဘူးအုတ်ကူရေဒါမရှိတော့ဘူးလို့ဒါယူဆလာကြတာပေါ့လေဒါတို့အဖွဲ့ရလဲဒါပေမဲ့ကော့ဝက်ကတာကဒါအုတ်ကူကြီးရှိနိုင်သေးတယ်ပေါ့ဒါကျွန်တော်အချိန်တနည်းပေးပါဆိုသူကဒါစပွန်ဆာပေးရဒီတင်ကချမ်းလာတယ်မိသားစုကိုသူကတောင်းဆိုပါတယ်ဒါအဲ့ဒီမိသားစုကလည်းဒါအချိန်တနည်းပေးပါတယ် တဲ့အဲ့ဒီအချိန်တနည်းတည်းမကုန်ခင်မှာပဲ1920နှစ်မှာပဲဒါဒူရန်ခါမွန်ကဒူရန်ခါမွန်ရဲ့အုပ်ကိုဒီကားကိုစားတွေ့ပါတယ်အဲ့မှာတဖြည်းတဖြည်းနဲ့တူးလာတဲ့ခါမှာဒါအုပ်ကိုကြီးကိုတွေ့တော့ဒါပြည်တင်ကစပွန်ဆာပေးတဲ့မိသားစုကိုအီဂျစ်ကိုခေါ်လိုက်တယ်ဒါအုပ်ကိုကဒါစားဖောက်တော့အရင်ဆုံးဒီအုပ်ကိုအပေါက်ကအပေါက်တိတ်တိတ်လေးကိုဒါအရင်ဖောက်ပါဒီကောဝတာကအပေါက်ကနေကြည့်လိုက်တော့အရင်ဆုံးသူ့အလောင်းကိုထည့်ထားတဲ့ရွှေတက်တာအကြီးကြီးကိုအရင်တွေ့ရတာပါ အဲသူမြင်လာရတော့ဒေါကိုအံ့ဩတင့်သွားတာပါဒီကောကတာကဒီနောက်ကလူတွေကဘာဘာတွေ့လဲလို့မေးရတောင်ဒီပြန်မဖြေနိုင်တော့အောင်ထိကွာပါဒါကောကတာကအံ့ဩတင့်သွားပါအဲ့ဒီထဲမှာတကယ်လဲအံ့ဩစရာကောင်းတဲ့ဒီပစ္စည်းအရာတွေဒီဒူရန်ခေါမတက်ရှင်တို့ကတုံးခဲ့တဲ့ပစ္စည်းတွေကိုဒါအဲ့ထဲမှာထည့်ထားတာကိုတွေ့ရပစ္စည်းအရေးအတွက်ကလည်းဒါ9000ကျော်တောင်ရှိပါတယ် ဒီတူတန်ခါမွန်ရဲ့ဒီတမိုင်းကလည်းအရန်ကိုစိတ်ဝင်စားချက်ကောင်းပါတယ်တကယ်တော့သူဒီအတမိုင်းအပြောက်ခံရတဲ့အကြောင်းရင်းကသူ့အဖေကြောင့်ပါသူ့သူ့အဖေကဟာမန်ဟော့ဒက်စ်ပါအဲဒီအချိန်ကအီဂျစ်အီဂျစ်ပြည်မှာဒီနတ်ဖျားတွေကိုပွဲကြတယ်အဲဒီနတ်ဖျားတွေကလည်းအများကြီးရှိရပေါ့လေအဲဆိုက်ပြိုးနတ်ဖျားတို့ဒါနေနတ်ဖျားတို့လေနတ်ဖျားတို့အစတဖြင့်မိုးနတ်ဖျားတို့အများကြီးအများကြီးပေါ့လေပွဲကြတယ်အဲ့ဒီထဲကအင်အားကြီးဆုံးကဒါ အမှန်ဆိုတဲ့နေနတ်ဖရားပါအဲ့ဒီအချိန်ကနတ်ဖရားတွေကိုဆူတောင်းမယ်ဆိုရင်ဒါဒီနတ်ဖရားเจ้าနေမှာဒါဝက်ပြုတ်နေဝက်ပြုတ်လေဈာကန်ဝက်ပြုတ်ပေးတူရှိပါတယ်ကျွန်တော်တို့ဆူတောင်းပေးတူရှိပါတယ်အာအခုချိန်ဆိုရင်ဒါနတ်ကတော်တွေဘိုးရတွေဘိုးတော်တွေလူလူမျိုးပါအဲ့ဒီလူရဲ့အဲ့ဒီလူတွေရဲ့ဒါဘာသာရေးပြည်တွေအပေါ်လမ်းမို့ပါလေတော်တော်လေးကိုကြီးမာပါတယ်ဒီအကြီးရဲ့ဖာရိုဘီယံလောက်ထိကိုဘာသာရေးလွန်မှုကလည်းကြီးမားပါတယ်။အဲ့ဒီအချိန်မှာဟာမန်ဟော့ဒက်စ်က ဘာသာရေးနဲ့ပတ်သက်ပြီးတော့ဒါအပြောင်းလဲလုပ်လာပါတယ်။ဘာလို့လဲဆိုတာဘာလို့လဲဆိုတာနာဖျားဆိုတာတဆူလည်းရှိရမယ်။ဒါသူပထမအဦးဆုံးလုပ်တာပါ။ဒါအများကြီးမရှိရဘူး။ဒါအဲ့ဒီနတ်ဖျားရဲ့နာမည်ကလည်းအတန်ဆိုတဲ့နတ်ဖျားပါ။အတန်ဆိုတဲ့နတ်ဖျားပဲဒါအရာရာကိုဖန်ဆင်းတာလက်ရှိအီဂျီရဲ့ပြည်ကြီးကိုလည်းသူကပဲစောင့်ရှောက်နေမိပေါ့။ဒါအဲ့ဒီနတ်ဖျားကိုဆက်တွေ့နိုင်တဲ့သူကလည်းဒါသူနဲ့သူမိရရဲ့နှစ်ယောက်ထဲရပဲကြာဆက်တွေ့ပေးနိုင်တယ်စုတောင်းပေးနိုင်တယ်ဆိုပြီးဒါဘရင်က အဲ့လိုပြောပါတယ်ဒါပေမဲ့ပြည်သူတွေကဒါလုံးဝလက်မခံကြကြပါဘူးဘာလို့လဲဆိုတော့ညပေါင်းများဆိုတာညဖရာတီးတီးကိုဒါမီယိုဖလာအာကိုဝဲလာကြတာဗျာအဲ့ဒါချစ်ချင်းကြီးနောက်ထပ်နှစ်ဖရာတစ်ခုကိုကိုဝဲရမယ်ဆိုတာအဲဘလို့ကအဆင်မပြေဘူးဗျာအဲအဲ့တော့သူရဲ့စိတ်ထဲမှာလည်းလုံးဝမကြည်နိုင်ဘူးပေါ့ပြည်သူတွေရဲ့အတွေ့အကြုံမှာလည်းလုံးဝလက်မခံနိုင်ဘူးဘယင်ကိုဘယင်ဩဇာကိုဒါဖိစားနိုင်လို့ဒါကိုဝဲနေရတာဒါပေမဲ့ အာမန်ဆိုရဲသူကိုယ်ဝဲနေတဲ့အနတ်ဘုရားတွေကတော့ဒါလုံးဝမမေ့ဘူးပေါ့ဗျာ။ဘင်းကနောက်ထပ်ဘာလုပ်တယ်လဲဆိုအတန်ဆိုရဲနတ်ဘုရားဒါလူပြည်ကိုဒါလူရောင်ဖန်ဆင်းပြီးတော့ဒါစောင်းလျှောက်နေတယ်ပေါ့။အဲ့ဒီလူကအဲဘာလုပ်လဲဆိုတော့ဒါသူ့ကိုသူ့ကိုသူတက်မှာပါအဲ့ဒီလူကသူ့ပေါ့။အားကြောင့်သူ့ထမေကိုလည်းဒါအခန့်အတန်ဆိုပြီးနာမည်ပြောင်းသွားတယ်။သူရဲ့ဒါနာမည်ကိုလည်းဒါအဲတူတန်ခါအတန်ဆိုပြီးနာမည်ပေးထားတာပါ။အ ဘယင်ကဒါမထင်မှတ်ပဲဒါလောက်ကြံခံရပြီးဒါတည်သွားပါတယ်ဒါအင်းဟောမဟာမဟောဟောဒက်စကာပေါ့ဒီအဲ့ဒီချိန်မှာသူ့ရဲ့ဒါဒူတန်ခါမွန်က6နှစ်10နှစ်ဝန်းကျင်မှာပဲရှိသေးတယ်သူ့အဖေတည်ပြီးတော့ဒါ10နှစ်မှာဒါဘယင်ဖြစ်လာရလို့ပဲဆိုရမှာပေါ့ဒီသူကစာရီတင်နေရပြီဆိုရင်နိုင်ငံအုပ်ချုပ်ဖို့အတွက်ဘယင်တယောက်ဖြစ်ဖို့အတွက်စင်တော့ဒါတူတက်ကတော်တော်ကိုငယ်သေးတယ်လို့ပြောလို့ရပါတယ် အဲ့ဒီအချိန်မှာသူ့အဖေရဲ့မိဖုရားကအာနဖတတီပါအာအီချက်မိဖုရားတွေထဲမှာဒါချော်သုံးနေတဲ့ကတယောက်လို့တောင်းတာနာမည်ကြီးတဲ့သူပါအဲ့ဒါသူတန်ခါမုံရဲ့မွေးစားအမေလို့လည်းပြောရအောင်အမေအရင်တော့မဟုတ်ပါဘူးဒါအဲ့အဲ့ဒီအချိန်မှာသူကဩဇာကလည်းဒါအထိုက်လျောက်ရှိတာပေါ့လေဒါဒီမိဖုရားဟာမဟုတ်တဲ့ရဲ့မိဖုရားဆိုတော့လေအာသူတန်ခါမုံကိုဒါသူတမီးနဲ့ဒါလက်ထပ်ပေးလိုက်တာပါ အာဒုဗိယဖြစ်ပြီးမကြမီဒါမကြမီပါပဲဒါပြည်သူတွေအမြင်ကြည့်အောင်ဆိုပြီးဒုတာခါမွန်ကဒါပြည်သူတွေကိုနတ်ဖျားတွေကိုဘယ်နတ်ဖျားပဲကိုယ်ပဲကိုယ်ပဲကိုယ်ပဲလို့ရစီခွင့်ပြုလိုက်ပေးလိုက်တာပါဒါပေမဲ့အာပြည်သူတွေကသူ့အဖေလုတ်ခဲတယ်လုတ်ရတဲ့ကြောင့်ဒါကိုဒါမကြည့်နိုင်ကြပါဘူး